ာမူကောင်းရဲ့အစီအစဉ်ကိုအားပေးကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဒီနေ့အတွက်ကိုလည်းအနည်းပညာမူကောင်းရဲ့အစီအစဉ်ကနေပြီးတော့ပရိသတ်တွေအတွက်အနည်းပညာသတင်းအသစ်တွေကိုယူဆောင်ပေးလာမှာဖြစ်ပါတယ်နော်။ဒါကြောင့်ပရိသတ်များအနေနဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ပုံမူကောင်းမှုအောင်လို့ဝေဖန်အကြံပြုလို့ရတဲ့အကြောင်းအရာရှိရဆိုရင် Facebook ကိုအသုံးပြုရင်းနဲ့ www.facebook.com/askyshow မှာဝင်ရောက်ပြီးတော့ပြပြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်။ဒါပြင်ကိုရောက်တဲ့နေရာမှာမြန်မာနိုင်ငံရဲ့အနည်းပညာသတင်းတွေကို online ကနေပြီးတော့ direct live streaming ကြည့်ရှုနေတဲ့ဆိုရင်လည်းပဲ www.mrtv4.tv မှာကြည့်ရှုလို့ရပါရှင့်။ဒါဆိုရင်ဒီနေ့အတွက် နည်းပညာတင်ဆက်မှုအခုပဲစတင်လိုက်ပါမယ်ပရိသတ်ဒီစိတ်ဝင်စားတဲ့အနည်းပညာအကြောင်းအရာများများစွာပါဝင်ပါတယ်နော် ဒီနေ့အတွက်ပါဝင်သွားမယ့်အနည်းပညာလှူရှားမှုအကြောင်းအရာတွေကိုမပြပြသေးခင်ပါဒီဇင်ဘာလတရနေ့ရဲ့မွေးနေ့ရှင်အနည်းပညာရှင်တူဦးတို့မွေးနေ့ဆုမကောက်တောက်ပေးခြင်းပါရှင်ဒီနေ့ဒီဇင်ဘာလတရနေ့ရဆိုရင်တော့အတန်ချိုချိုအေးအေးလေးတွေနဲ့ပရိသတ်တွေရင်းနေကိုဝေရောက်ခဲ့တဲ့တေးသန့်ရှင်ဖိုးကာရဲ့မွေးနေ့ဖြစ်ပါတယ်ဒါကြောင့်တေးသန့်ရှင်ဖိုးကာလေးနဲ့အခုမွေးနေ့ကစပြီးတော့နောက်နေ့ပေါင်းများစွာထီကိုချစ်ရတဲ့ပရိသတ်တွေအတွက်တာယာညီညောင်းတဲ့ဂီတသန့်စင်တွေဖန်နင်းရင်းနဲ့ပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေလို့အနည်းပညာမှုကောင်းကင်အစီအစဉ်ကနေမွေးနေ့ဆုမကောက်တောက်ပေးလိုက်ပါရှင် Happy birthday to you. Happy birthday to you. Happy birthday. ါဝင်သွားမယ့်အနည်းပညာအကြောင်းအရာတွေဆိုလို့ရှိရင်တော့ဒီဇင်ဘာလ12ရက်နေ့မှာကျင်းပပြုလုပ်မယ် Brand Concert with Sign Sign and Friends အကြောင်းစာနေစဉ်ရှင်းလင်းပွဲအခမ်းအနားပါဝင်သွားမှာဖြစ်ပါရှင်။နောက်ထပ်အကြောင်းအရာတစ်ခုအားဆိုလို့ရှိရင်တော့ Writer အောင်မြတ်ရိုက်ကူးခဲ့တဲ့တီးတန်ရှင်ယွန်း TV ကျော်ရဲ့ MTV Make အဖြစ်ရုပ်ရှင်ဇာတ်ကားနည်းကန်ကန်ဤအချို့ရုပ်တံဇာတ်လမ်းတွေမှာကာမနိုးဆိုတဲ့အပိုင်းကိုရိုက်ကူးနေဖို့ပုံရိပ်တွေပါဝင်သွားမှာပါ။ဒါပြင်အနည်းပညာရှင်တွေရဲ့လှုပ်ရှားမှုအကြောင်းအရာတွေနည်းစုံစုံလင်းလင်းနဲ့ထည့်သွင်းထားဖြစ်ပါရှင်။ နာရောအနုပညာမိုးကောင်းရေအဖွဲ့သားရဲ့အခုရောက်ရှိနေတာကတော့ကရဝိတ်ခမ်းမကိုရောက်ရှိနေတာပါဒီနေ့မှရိုက်ကိုတင်ဆက်ပေးမှာကတော့ဒီဇင်ဘာလ12ရက်နေ့ရန်ကုန်မြို့ရဲ့မျော်စင်ကျွန်းမှာကျင်းပပြုလုပ်တော့မယ် brand concept နဲ့ပတ်သက်တဲ့စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကိုတင်ဆက်ပေးပါမယ်ဆက်စပ်နဲ့တင်ငယ်ချင်းများကဖြောပြမှာဆိုတော့ဘယ်သူတွေပါဝင်ဖြောပြမလဲဆိုတာကတော့ပြည်သက်တွေလည်းသိထားကြမှာပါဒီတော့သူတို့တွေဘာပြီးတင်ဆက်နေပြီလဲနောက်ပြီးတော့ဒီပွဲကိုရောဘယ်လိုထူးထူးခြားခြားအနေနဲ့ပြည်သက်တွေကိုတင်ဆက်ပေးမလဲဆိုတာကိုတင်ဆက်ပေးပါမယ်ဒါကြောင့်မို့ပြည်သက်များအားလုံးပဲဆက်လက်ပြီးတော့ကြည့်ရှုအားပေးပါအောင်နော် လောဆယ်တော့ကျွန်တော်ဒီဒီပွဲပေါ့လေ brands concept december 7ရက်နေ့မှာကျင်းပမှာဖြစ်တဲ့အတွက်အဲ့အားလေးကိုကျွန်တော်စီစဉ်နေပါတယ်အရှိမလည်းအဲ december 4ရက်နေ့မှာမန္တလေးမှာဝဲတဝဲဖြောပြဖို့ရှိပါတယ်အဲ့အတွက်လည်းပြင်ဆင်နေပါတယ်ကျွန်တော်တို့ကလည်းပွဲလုပ်ချင်တယ်ဆိုချင်တယ် brands ကလည်းဟိုဟာသူတို့ပွဲကိုကျွန်တော်တို့ sponsor ပေးပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်း brands ချက်ပေါင်းရဲ့ brand ambassador brand ambassador တယောက်ဖြစ်ပါတယ်အဲ့တော့ဟိုဒီ brands နဲ့ကျွန်တော်တို့အဆိုတော်တွေနဲ့ပူးပေါင်းပြီးတော့စီစဉ်တင်ဆက်တဲ့ ပွဲသဘောမျိုးဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်နဲ့အမြဲလက်တွဲဖြစ်နေတဲ့စနေပန်နီဖြိုးငငယ်ကိကိအာဆိုဂျီအာသူတို့ပါဝင်မယ်ပြီးတော့ဟိုမိဆန်ဒီတို့နီနီခင်စောလည်းထပ်ပြီးတော့အားဖြည့်ထားပါတယ်နောက်ပြီးတော့လူငယ်အစိုးရတွေဖြစ်တဲ့ Gfat Literacy စာစာသူတွေပေါ့လေသူတို့တွေလည်းပါဝင်ပါမယ်ခင်ဗျအာကျွန်တော်တို့ဖြောပြေချင်း၄နာရီလောက်ကြာပါမယ် ညနေ6နာရီလောက်စတီးဖို့ရည်ရွယ်ထားပါတယ်။အဲပွဲကိုတော့ဟို9နာရီလောက်တည်းကလာဖို့ကျွန်တော်မြစ်တာရက်ခန့်ချင်ပါတယ်။ကျွန်တော်ပြည်သက်တွေလာအားပေးမယ်ဆိုရင်ပေါ့။အာဒီ6နာရီကြာမြင့်မဲ့ပွဲမှာကျွန်တော်တို့အဆိုတော်10ရောက်ဖြစ်နေ10ပွဲဖြစ်နေတဲ့အတွက်ဒီအချိန်ကိုမြတ်မြတ်တတလေးခွဲဝေယူသွားမယ်လို့စီစဉ်ထားပါတယ်။အာလောလောဆယ်ကျွန်တော်ရထားတာတော့ကျွန်တော်ကိုရိုင်းကတယောက်တည်းအနေနဲ့အချင်း14 5ပုတ်လောက်ကျွန်တော်ဖျော်ပြပါမယ်။ဒီဇင်ဘာ12ရက်နေ့ ကံတော်ကြီးမျော်စင်ကျောင်းညနေ9:00နာရီပေါ့လက်မှတ်တစ်စောင်6500နဲ့ရောင်းရောင်းပါမယ်ဒီဇင်ဘာလ3ရက်နေ့မှာစပြီးတော့ရောင်းပါမယ်အာလက်မှတ်ရနိုင်တဲ့နေရာတွေကဒီ shopping center တွေမှာရှိတဲ့ nobody အင်ကြီးဆိုင်တွေမှာရပါမယ်အာ OMG ရေကျော်ရဲ့လှဲတန်းမှာရှိပါတယ်အိုက်ဆိုင်တွေမှာ OMG ဆိုင်မှာရပါမယ်ကြောက်မြောင်းမှာ genius ဆိုင်ရှိအိုက်ဆိုင်မှာရပါမယ်ပြီးတော့ဟိုမြို့ထဲမှာဆိုရင် man tv မှာရပါမယ်အားပေးပါအောင်နော် ဒါဒီ group ကြီးကစုနေကြပါပဲတွဲနေကြနိုင်ငံခြားတွဲလဲထွက်နေကြအဲပြီးတော့ဒီဒီသမာလာဆိုင်နေရနေမှာကျွန်တော်တို့ဒီဒီဒီရက်ကပွဲလုတ်တဲ့ရက်တော့မဟုတ်ဘူးဒါပေမဲ့လည်းကျွန်တော်တို့ကဖြောပြခြင်းနဲ့အဲတီတီတန်တန်လေးနဲ့တေချာပြောခြင်းခြင်းနဲ့အတွက်အလုပ်ဖြစ်တာပါဟုတ်ကျွန်တော်တို့လည်းပါဝင်ဖြစ်တာပါဟုတ်အဟုတ်ကျွန်တော်တို့ကတော့တုံးတန်အတိုင်းပဲကျွန်တော်တို့ performance တွေပါမယ်ကျွန်တော်တို့အဲ dancer တွေပါမယ်အဲပြီးရင်အဲ့လို idea အစ်စ်တွေပါမယ်တချင်းအစ်စ်တပုတ်ဆိုဖို့လည်းကျွန်တော်တို့စဉ်းစားထားပါတယ်ဟုတ် လောကတော့ကျွန်တော် Juo MTV ရိုက်နေပါတယ်ပြီးတော့တခြင်းသစ်တွေပြီးတော့ဒီပွဲမှာလည်းကျွန်တော်တခြင်းသစ်တပုတ်ဆိုပါမယ်ဗျာဟုတ်တခြင်းနာမည်ကပြဿနာလို့ခေါ်ပါတယ်ဟုတ်တူတူကြကြတွေအနေနဲ့တော့ကျွန်တော်တခြင်းဥထွက်ထားတဲ့အသစ်တပုတ်အသစ်တပုတ်ထပ်ဆိုမယ်ပြီးတော့ Juo ခွေတဲ့တခြင်းနေဆိုမယ်ရောပြီးတော့တခြင်းပုံစံ remix တွေလုပ်ထားတယ်ဗျာဟုတ်